Hello အားလုံးပဲမင်္ဂလာပါ Aris Daily Live Cat Reading Page မှာကြိုဆိုပါတယ် Aris အခုလုပ်ပေးမယ့် reading ကဒီနေ့သတင်းကျုပ်လာပြင်းနေကစပြီးတော့နောက်ပိုင်းမှာအလောက်ကိုင်းကိုရေးချေးရေးစီပွားရေးအခြေရေးအခြေအနေတွေနဲ့ပတ်သက်ပြီးတော့ Universe ကပေးအပ်လာမဲ့ဒီ Full Moon Blessing ရဲ့အရာအပြင်ကို ကိုယ့်ရဲ့ဒီအလောက်ကငွေကြေးစီပါရေးအခြေရေးအခြေအနေတွေနဲ့ပတ်သက်ပြီးတော့ဘလိုမျိုးကံကြမ္မာအပြောင်းလဲလေးတွေ changes တွေဖြစ်လာဖို့ရှိမလဲဆိုတာကို risk ကကျွန်တော်ဖတ်ပေးမယ် reading ဖြစ်ပါတယ်ဒါက pick a pine pick a group မဟုတ်ဘူး rich tarot deck တခုရဲ့ oracle deck အဲကျန်တာတွေသုံးပြီးတော့ rich ကြည့်ပေးမှာဖြစ်တယ် okay အဲ့တော့ဒီလိုမျိုး reading လေးတွေက rich အထင်ကရလာပြင်းနေ့တိုင်းမှာလုတ်ပေးနေကြဖြစ်တယ်ဆိုတော့ အမြဲတမ်း rich page ကိုကြည့်နေကြသူတွေကတော့သိမယ်ပေါ့နော်တကယ်လည်းဒီ reading တွေကဟောစကန်နမိတ်တွေတော်တော်များများကကိုယ့်ရဲ့ဘဝမှာ blessing တွေရတာမြန်တယ်ပြီးတော့အာကန်တမာ changes တွေကလည်းဖြစ်တာမြန်တယ်ပေါ့နော် okay ဒါဆိုရင် rich တို့ reading ကနေစပြီးတော့ကြည့်လိုက်ပါမယ်နော်အဲ့တော့ rich က ဒီ tarot deck နဲ့အရင်ဦးဆုံးကတ်တွေ shuffle ကြည့်မယ်ပေါ့နော်အလောက်ကံွေကြီးစီးပွားရေးအခြေအနေရဲ့အခြေအခြေအနေရဲ့ကိုဒီတရင်ချွတ်လာပြင်းနေတာစပြီးနောက်ပိုင်းဘယ်လိုမျိုးဆိုတာကိုရလာဖို့ရှိနေတယ်ဆက်စမ changes တွေကဘာတွေဖြစ်မလဲဆိုတာကိုကြည့်ပေးပါမယ်เนาะအဲ့တော့ဒီ reading video ကိုကြည့်နေတဲ့သူတွေ rational sleep တွေအားလုံးအကျုံးဝင်ပါတယ်ဒါ collective ပုံစံမျိုးဖြစ်သွားမယ်ပေါ့နော် ကတော့ဒီတရင်ကျော်လာပြေးကစားပြီးနောက်ပိုင်းအလောက်ကံွေးကြီးစီပါအခြေအနေပေါ့နော် full moon blessing ပါတယ်ရလာဖို့ရှိမလဲပြီးတော့ဒီ cancer changes ပေါ့နော်ပါတယ်ဖြစ်လာဖို့ရှိမလဲ okay အဲ့တော့ဒီမှာ base of the deck ကတော့10 of wands next one 6 of cups next one 6 of pentacles 2 of wands and the last one nine of ones okay အဲ့တော့ risk ကအချစ်ရေးအတွက်ကိုဆက်ပြီးတော့တခါလဲ cash offer လုပ်ပါမယ်နော် which last night all the danger ကစားပြီးတော့ okay အချိန်နဲ့ပတ်သက်ပြီးတော့ဘလိုမျိုးကံကြမ္မာအပြောင်းလဲဖြစ်လာလို့ရှိမလဲ full moon ဆိုတဲ့စဉ်းပြီးတော့ပါတယ်ဖြစ်မလဲပေါ့နော် of the Dead God, the Emperor. Number seven, the Dead card. Three of Cups. Next one of the Hangman. And the last one up, Ten of Swords. Okay. Adopt. Rishka, Sapio. D. Oh, we got deadliness the TV by now. င်ကျွန်လာပြီကစပြီးတော့ဒီလိုမျိုးကတည်းက changes နဲ့ full moon blessing တွေရရှိလာမယ်ဒီ your energy feed ရစ်နောမှာပြောပြမယ်เนาะ sorry မဖတ်တော့တော်ကြာနေဗီဒီယိုရမ်းရှည်သွားမှာဆိုတော့ connect with fire တော့ဆက်ပြီးတော့ rich ကဒီ organ deck လေးတောင်းပါမယ် of women blessing တွေကကျွန်တော် changes တွေဖြစ်လာဖို့ရှိနေတယ်။ The sun and the god temple of the rose အော်ကတ်တေးလဲရှုပ်ချက်တိခတ်ကုန်ပြီ။ Rich ကတပ်ပြီးတော့ဒီ Oregon Darkness ဆက်ကြည့်ပါမယ်။ Rich နာစနေမီအားလုံးဒီ The Danger Lobby ကစပြီးတော့ ကျွန်မအပြောင်းလဲဖုန်းနဲ့ပြင်နေပါရရှိလာမလဲပေါ့နော် အဲ့တော့ဒီ Orga Duck လေးနဲ့ဆက်ပြီးကြည့်ပြအောင်မယ်ဒါတော့နောက်ဆုံး Duck ဖြစ်မယ်ပေါ့နော်အဲ့တော့ဒီ Full Moon The Danger Full Moon ကပါပြီးနောက်ပိုင်းမှာကရှိလာစနေအကောင်လုံးဘလိုမျိုးကန်ချမှာ Changes နဲ့ Full Moon ကစနေမှာရှိလာမလဲပေါ့နော် က်တွေရှုပ်ချက်ကနေ risk ကလေးတွေစီပြန်ပြန်လာခဲ့ပါမယ်เนาะခဏလေးပါ Hello I'm back so last other reading အတော့အခုဒီနေ့တည်င်းချွတ်လာပြီးနေကစပြီးတော့ပေါ့နော်နောက်ပိုင်းမှာအလောက်ကန်ခွေးချင်းစီပွားရေးချင်းနေတဲ့အချင်းချင်းချင်းနေဘလိုမျိုးကံကြမ္မာအပြောင်းလဲတွေနဲ့ full moon blessing တွေရရှိလာမလဲ risk ပြပြသွားပေးတော့မယ်ပေါ့နော်အဲ့တော့အလောက်ကန်ခွေးချင်းစီပွားရေးချင်းနေဘိုင်းကိုအရင်ဆုံး risk ပြပြပေးမယ်ပြီးတော့မှအချင်းချင်းအကြောင်းကိုပြပြပေးမယ်နော် โอเคအဲ့တော့ဒီမှာ originals လေးတွေအကုန်လုံးအလောက်ကံွေးကြီးစီးပွားရေးနှစ်ပိုင်းပတ်သက်လို့ကတော့လေဒီလားပြင်းနေပြီးတာနဲ့နောက်ပိုင်းမှာအမ် rich မြင်တာပေါ့နော်ရက်တက်နေတဲ့အလုပ်တွေပြန်လဲလဲပတ်ပြီးတော့အရင်တုန်းကအလုပ်ကံပုံစံအဟောင်းလေးတွေပြန်ပြီးတော့ ဒီဘယ်လိုပြောမလဲ like ဥပမာပြောတာပေါ့နော် old fashion တခုပေါ့အဝတ်အစားနဲ့ပတ်သက်လို့ရှင်လဲ old fashion တခုပြန်ပြီးတော့အသက်တပန်ဆန်းသက်လာသလိုမျိုးဒါဥပမာပေးရနော်စီးပွားရေးပိုင်းမှာလည်းအရင်တုန်းကပုံစံအဟောင်းအရင်တုန်းကအဲဟိုဘယ်လိုပြောမလဲအယောင်းသက်ခဲ့တဲ့ပစ္စည်းကဈာထဲမှာထိုင်းထိုင်းသွားမယ်အဲ့လိုမျိုးကနေပြန်ပြီးတော့အခုဟာကအဲပြန်လဲလဲပတ်လာတာမျိုးပြန်ရောင်းရတာအဲ့အဲ့လိုပုံစံမျိုးပေါ့နော်ဆိုတော့ကိုယ်နဲ့ကိုက်ညီတဲ့ဟာကိုယူစီးပွားရေးပဲဖြစ်အလုပ် project ပဲဖြစ်ဖြစ်ပေါ့နော်ဆိုတော့အဓိကကတော့ energy ဒီအရင်တုန်းကရက်တန်ပြီးတော့အရင်တုန်းကသိပြီးတော့အစ င်မပြေခဲ့တဲ့ဟာမျိုးအလိုဒီခဏဆိုင်းငံ့ထားရတဲ့ဟာတွေကပြန်ပြီးတော့လဲပတ်လာတာမျိုးပြန်ပြီးတော့တွက်လာတာမျိုးပေါ့နော်ဒီလို energy တွေ enrichment နဲ့ဆိုတော့အဲ့ဒီအခြေအနေကြောင့်မလို့အရန်ကိုအလုပ်တွေကတော့ဇယ်ဆက်လောက်အောင်ကိုအရန်ဘယ်လိုပြောမလဲတအားတအားအလုပ်တွေများဖို့ရှိတယ်ပြီးတော့ rich ဒီမှာမျက်နှာအခွင့်အလမ်းတွေလည်းအများကြီးရောက်လာဖို့ရှိတယ်ပြီးတော့ဟိုကို ဒီအလုံလျှောက်ထားတဲ့သူတွေဆိုလို့ရှင်လေ rich မြင်တာပေါ့နော်အဲ new job offer ကလေတခုတည်းမကဘဲနဲ့လေအများကြီးဝင်လာဖို့ရှိတယ်အဲ့ချိန်မှာပေါ့နော်ကိုပဲရအောင်ရွေးရမလဲကိုနဲ့ပဲအလန်းချောင်းတွေကနော်ကိုရဲ့ career နဲ့ပဲဟာကကိုက်နေလဲဒီလိုမျိုးလေးတွေပြန်ရွေးချယ်ရမယ်ဆိုတဲ့အနေထားလေးတွေတွေ့ကြုံလာရနိုင်ပြီမြင်နေပေါ့နော် နောက်တစ်ခုက rich မြင်တာကကြတော့လေငွေကြီးနဲ့ပတ်သက်လို့ကိုကိုတိုင်ကအောင်မြင်ကြီးပွားလာတဲ့အခါမှာတခြားတပါးသူပေါ့နော်အဆင်မပြေတဲ့သူတွေကိုကုညီလှူဒန်းဖို့မမေ့ပါနဲ့ပို့ပြီးတော့ကိုယ့်ရဲ့အလုပ်ကိုင်းစင်ပြေပြီးတော့လေငွေကြီးတိုးတက်လာဖို့ရှိတယ်နော်အဲ့တော့ကိုတက်နိုင်သလောက်လေဒါအလှူဒန်းပြုလုပ်ပေးပါနောက်တစ်ခုကကြ rich မြင်တာကလေအကျွေးပေါ့နော်ဒီကိုကသူများကိုအကျွေးမဆက်နိုင်မဲနဲ့ပေါ့နော်ကိုမှငွေကြီးကြက်တဲ့နေရဆိုလို့ရှင်လေဒါတွေအကုန်လုံးကိုယ့်ရဲ့အကျွေးတွေ ဒီသတင်းကြော်လာပြရနေစပြီးတော့နောက်ထပ်အ6လသို့မဟုတ် arrangement က6လ2နှစ်အတွင်းပေါ့နော်ဒါကတော့ကိုယ့်ရဲ့ငွေပမာဏအမောင့်နဲ့ပတ်သက်ပြီးတော့ဒီအချိန်ကြာတာနှေးတာအလိုမြန်တာတွက်ကြည့်ပေါ့နော် တချို့အမောင့်နည်းတဲ့သူကတော့6လ6လတော့အတွင်းမှာငွေလေးလုံးဝပြန်ဆက်နိုင်သွားတာမျိုးအကျွေးချေသွားတာမျိုးတဲ့လိုပုံစံမျိုးလေးမြင်ရတယ်ငွေအမောင့်အရန်များတဲ့သူကတော့2နှစ်အတွင်းပေါ့နော်ဒီသတင်းကြော်လာပြရနေစပြီးတော့2နှစ်အတော်အတွင်းမှာအကျွေးလေးချေသွားဖို့ရှိတယ်အဲ့လိုပဲကိုကရရစရာရှိတယ်သူများကိုချီးပေးထားတယ်ကိုပတ်စံမရသေးဘူးအကျွေးလေးတောင်းလို့မရ သေးဘူးဆိုလို့ရှင်လည်းဒီအချိန်ကာလ6လ9လ2နှစ်အတွက်တည်းမှာငွေတွေပြန်ပြီးတော့အဲကိုယ်စီကချီးထားတဲ့သူတွေငွေပြန်ဆက်လာနိုင်မယ်ဆိုတော့မျိုး risk တွေမှာတစ်ချက်မြင်ရတယ်အဲနောက်တစ်ခုကကြတော့လေ risk မြင်တာကဒီတရင်ကျလာပြရဆိုပြီးတော့နောက်ပိုင်းမှာ အလောက်ကိုင်းနိုင်ငံသားသွားဖို့ပေါ့နော်နိုင်ငံသားမှာအဲကြောင်းသွားတက်ဖို့ပဲဖြစ်ဖြစ်နော်အလောက်သွားလုပ်ဖို့ပဲဖြစ်ဖြစ်ဒီလူတွေအဆအဆရာအဆင်ပြေလာဖို့ရှိမယ်နော်အဲ့တော့ကိုယ့်ရဲ့အနာဂတ် plan တွေလည်းတခုပြီးတခုချမှတ်နိုင်လာလိမ့်မယ်ပြီးလို့ရှင် rich မြင်တာကကြတော့ဒီဘယ်လိုပြောမလဲအာကိုဒီလိုသွားဖို့ကိစ္စတွေမှာပေါ့နော် oversee သွားဖို့ကိစ္စတွေမှာနှောက်နေကြံကြနေတာမျိုးတွေကြားထဲမှာအစည်းအတာနှောက်ချက်တွေရှိနေတာမျိုးတွေဆိုလို့ရှင်ကိုကတကယ်ကို intake အားတိုင်းနဲ့ပေါ့နော်ပြန်ပြီးတော့ ကျော်လွှားနိုင်လိမ့်မယ်ဒီ energy ကဘယ်လိုပြောမလဲဒီအခြေအနေတွေကိုပေါ့နော်ကိုယ့်ရဲ့ကံစာတာကကံပွင့်သွားတဲ့အခါမှာအလိုလျောက်ဒီအစည်းအသားတွေအခက်ခဲတွေကပြေလည်သွားတာမျိုးလုံးဝ miracle thing ပုံစံလိုမျိုးနဲ့ပေါ့နော်ကိုယ့်ကြောင့်မှအစဉ်ပြေပြီးတော့အရုပ်တရက်ထွက်လို့အစဉ်ပြေသွားတာမျိုးဒီလိုပုံစံမျိုးတွေကျောင်းတက်ဖို့ဥမာ scholarship ဖြောက်တဲ့သူတွေဆိုလို့ရှိရင်လည်းရသွားတာမျိုးတွေဖြစ်နိုင်ခြင်းရှိတယ်ပေါ့เนาะဆိုတော့ဒီလိုပုံစံမျိုးလေးအာ reach မြင်ရတယ်နောက်တစ်ခုကကြတော့ တချို့နေပေါ့နော်ဒီလုပ်ငန်းပိုင်းနဲ့ပတ်သက်လို့ကကြတော့လေအာယာဒူဒီမှာကတော့ယာဒူပိုင်းမှာကတော့တိတ်ပြီးတော့အရန်ကြီးတော့အစင်ပြေဖို့တော့ risk တိတ်မမြင်အောင်ဒါပေမဲ့လည်းအာလာစာတိုးတယ်မတိုးဘူးဆိုတာတက်ကိုအပြင် bonus တွေပေါ့နော်ဒီငွေအပြင်ကနေရပေါက်ရလန်းနေပို့ပြီးတော့ပြင်ပဝင်ငွေတွေဝင်လာနိုင်ချေပိုများတယ်ဆိုတာမျိုးကို risk ဒီမှာတွေ့ရတယ်ဝင်ငွေလမ်းကြောင်းနှစ်မျိုးနှစ်ခုထပ်ပြီးတော့ပွင့်လာဖို့လည်း risk ဒီမှာမြင်ရတယ်အဲ့တော့ဒီမှာကအလောက်ကန်ငွေကြီးစီးပွားရေးနဲ့ပတ်သက်ပြီးတော့ပေါ့နော် mm me fire နဲ့ပတ်သက်ပြီးတော့အစီရင်လုပ်ခဲ့တာမျိုး manifest လုပ်ခဲ့တာမျိုးတခုခု ritual တွေပေါ့နော်လုပ်ခဲ့တဲ့သူတွေရှိတယ်ဆိုလို့ရှိရင်ကိုဒီလုပ်ခဲ့တဲ့ manifest method ပဲဖြစ်ဖြစ် ritual method ပဲဖြစ်ဖြစ်ဒီ fire ပေါ့နော် me နဲ့ပတ်သက်ပြီးတော့လုပ်ခဲ့တဲ့ ritual တွေရှိတယ်ဆိုလို့ရှိရင်ကိုဒီအရာ အောင်မြင်နိုင်မယ် ကိုဒီဆူတောင်းထားတဲ့အဲ manifest ပဲဖြစ်ဖြစ်เนาะဒီ ritual ပဲဖြစ်ဖြစ်ဒီအလောက်ကံဝေးခြင်းနဲ့ပတ်သက်တဲ့ဟာဆူတောင်းခဲ့တဲ့ဟာအဆင်ပြေလိမ့်မယ်ရလာလိမ့်မယ်เนาะအဲ rich အဲ့လိုမျိုးလေးမြင်နေအခုဒီ2025ခုနှစ်12လပိုင်းမကျော်ဘူးเนาะဖြစ်လာဖို့မြင်ရတယ်နောက်တစ်ခုကကြတော့လေ rich ဒီမှာကကိုယ့်ရဲ့ career လမ်းကြောင်းနဲ့ပေါ့เนาะစီးပွားရေးပဲဖြစ်ဖြစ်ငွေရေးချေးရေးပဲဖြစ်ဖြစ်အလောက်ကိုင်းเนาะဒီဘလို့အနေထားမျိုးပဲဖြစ်ဖြစ်ပေါ့เนาะဈေးရောက်နေတဲ့သူပဲဖြစ်ဆိုင်ဖွင့်ထားတဲ့သူပဲဖြစ်ကုမ္ပဏီထောင်ထားတဲ့သူပဲဖြစ်ဖြစ်အဲ ကိုယ့်ရဲ့ဒီ career လမ်းကြောင်းနဲ့ပတ်သက်ပြီးတော့လေ universe ကတည်တည်ချာချာပေါ့နော်ကိုလမ်းပြောင်းနေတာတို့အခြေအနေတစ်ခုမှာအာနည်းနည်းပေါ့နော် darkness တစ်ခုနဲ့ကြုံနေရတာတို့ဒီလိုလူမျိုးတွေအတွက်ကိုလေလုံးဝအာတေးကြရရတဲ့ဒီဘယ်လိုပြောမလဲ vital path တစ်ခုပေါ့နော် လမ်းပြပေးလိမ့်မယ်။ဥမာထားလိုက်ပါကိုညံအလွန်းပွင့်သွားတာမျိုးဥမာတရားထိုင်တဲ့အချိန်မဲဖြစ်ဖြစ်ဒီအိမ်မက်ကအိမ်မက်ဒီမက်တဲ့အချိန်မှာပဲဖြစ်ပြောနော်။ဒါမှမဟုတ်ရှင်လည်းကိုအတိညာတစ်ခုခုအလင်းပွင့်သွားတယ်လို့မျိုး universe ကနေပြီးတော့လေအာအနာဂတ် မှာပေါ့နော်တည်တည်ချာချာမျောမှန်းလို့ရလောက်တဲ့အနာကအလင်းနဲ့တခုသူတို့လမ်းပြပေးမယ်လမ်းဖွင့်ပေးမယ်ဒီလိုပုံစံမျိုး orange မြင်ရတယ်ဆိုတော့သူတို့ပြပေးတဲ့လမ်းကြောင်းပေါ်လေကိုကလေဆိုင်ဆိုင်မြတ်မြတ်ကိုလျှောက်ဖြတ်သွားလိမ့်မယ်ပြီးလို့ရှိရင်အဲ့ဒီဒီ career လမ်းကြောင်းကလေတကယ်ကိုလုံးဝဟိုဘယ်လိုပြောမလဲဝါသနာမပါတာပါတာနောက်ထားပေါ့နော်တကယ်ကိုဒီ career လမ်းကြောင်းပေါ်မှာ joyful enjoyment အသေးသေးချာချာကိုလုံးဝပေါ့နော်ပျော်ရွှင်မှုအပြည့်နဲ့အလုံးလုံးဖြစ်လိမ့်မယ် indict အားတိုင်းနဲ့ကိုပေါ့နော်တကယ်ကိုလုံးဝဒီ motivate ဖြစ်ဖြစ်နေပေါ့နော်ဟိုစိတ်ဝင်စားပြီးတော့တကယ်ကိုလည်းအာထတ်တူကြတယ်ပေါ့နော်စီးပွားလမ်းကြောင်းအလုပ်ကံလမ်းကြောင်းအဲ့လိုပုံစံမျိုးဖြစ်လာမယ်ဆိုတော့မျိုး rich မြင်ရတယ် အဲနောက်တစ်ခုကကြာ rich ဒီမှာမြင်တာတချို့တွေပေါ့နော် rich တွေ့တာကတော့ meditation လုပ်နေတဲ့သူတွေဆိုလို့ရှင်ကိုယ့်ရဲ့ ancestor တွေနဲ့ connect လုပ်ကြည့်ပါဒီမှာကကြတော့အာဒီတတင်းချောလာပြေးရစပြီးတော့နောက်ပိုင်းနေမှာပေါ့နော်ဒီ meditate လုပ်တဲ့သူတွေဆိုလို့ရှိရင် ိုယ့်ကိုဒီ ancestor တွေက meditation time duration နဲ့မှာလာပြီးတော့ connect လုပ်ပြီးသူတို့ပေးခြင်းတဲ့ message တွေပေးလာတာမျိုးတွေတောင်းခြင်းတဲ့အခြားသောအရင်းမဲ့ဒီ sign တွေပါနေတယ်ပေါ့နော်အဲသူတို့ပြောခြင်းတဲ့ message တွေပေးလာဖို့ရှိမယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ ancestor ဟိုတွေကပေါ့နော်ဆောင်းလျှောက်တဲ့သူတို့ရဲ့ဒီဘယ်လိုပြောမလဲအဲပေသူတို့ပေးတဲ့ blessing တွေကြောင့်မဟုတ်လို့ပေါ့နော်ကိုယ်အနေနဲ့ ancient power တစ်ခုလုံးဝအဲတည်တည်ချာချာဘယ်လိုပြောမလဲအာ လမ်းကြောင်းမှန်ပေါ်ကိုရောက်ရှိပြီးတော့စိတ်တစ်ခုကလည်းအင်တိုက်အားတိုင်းနဲ့ကိုအဆင်ပြေလာဖို့ရှိမယ်။နောက်ပြီးလို့ရှိရင် rich ဒီမှာမြင်တာကတော့ကိုယ့်ရဲ့ expression ကအစာဘယ်လိုပြောမလဲဒီ emotional ဘိုင်းဆိုင်ရာကစားလုံးဝတက်ကြွ노ကြပြီးတော့လေနောက်ကနေတစ်ခုကလေကိုယ် force တစ်ခုကတွန်းနေတဲ့လိုမျိုးနဲ့ကိုလေအရန် push လုပ်နေတဲ့အင်အားတွေရပြီးတော့ကိုဒီ asian power တစ်ခုပေါ့နော်ရရှိလာဖို့မြင်တယ်စီးပွားရေးအလောက်ကိုင်းငွေကြီးမှာပေါ့နော်ဒီလိုပုံစံမျိုးလေး rich တွေ့ရတယ်။နောက်တစ်ခုကကြတော့လေအဲတချို့တွေပေါ့နော်ဒီမှာကကိုယ့်ရဲ့အလုံးနဲ့ပတ်သက်လို့ ို့ကိုယ့်ရဲ့စီးပွားရေးနဲ့ပတ်သက်လို့ boundaries လေးတွေချမှတ်ဖြစ်လာလိမ့်မယ်ထားလိုက်ပါတော့ဒီနေရာဆိုလို့ဥမာအဲကျွန်မမလုပ်နိုင်ဘူးကျွန်တော်မလုပ်နိုင်ဘူး ငေါငေါမုံမုံပြောပြီးတော့ညင်းဆိုတာမျိုးပဲဖြစ်ဖြစ်နော်ရရှိတွေမှာလည်းအများနဲ့ပြောတယ်ကိုယ့်ရဲ့ boundary နဲ့ကိုတတ်မှတ်ကို limitation တခုအများနဲ့ထားဆိုတာမျိုးပြောခဲ့တယ်လို့ပဲတည်တည်ချာချာရရှိလာစလေးတွေအရန်အားနာတတ်တဲ့သူတွေအရန်ဘယ်လိုပြောမလဲဒီငဲ့ညာတတ်တဲ့သူတွေဆိုလို့ရှင် boundary လေးတွေထားပြလာလိမ့်မယ်ပြီးလို့ရှင်ကိုလုံနိုင်တဲ့ limitation ပေါ်မှာပဲခတိကဝတ်ပေးပြီးတော့လှုပ်ပေးပြလိမ့်မယ်မလုံနိုင်တဲ့အရာတွေဆိုလို့ရှင်စကားလှလှလေးတွေသုံးပြီးတော့ကောင်းကောင်းမုံမုံပြောတတ်ဆိုတဲ့ညင်းတတ်ဆိုတတ်လာလိမ့်မယ်ဒီလိုပုံစံမျိုးလေးတွေ့ရတယ်ဆိုတော့အဲ့ဒီလူတွေအတွက်ကလည်း universe ကပေါ့နော်ကိုဒီလိုမျိုးမလှုပ်ပေးနိုင်တဲ့အရာသူခုတော့ ော့ကို rejection လုံးလိုက်တဲ့အပေါ်မှာဘာမှဒီဘယ်လိုပြောမလဲအပြစ်ရှိတယ်အရင်တော့ကတော့အာငါငင်းလိုက်တာအားနာလိုက်တာငါကောင်းမှမလားပေါ့နော်အဲ့လိုမျိုးပြောလိုက်တာရဟဲ့သူဘယ်လိုများခံစားသွားအောင်လဲဒီလိုမျိုးတွေရှိခဲ့တဲ့လူတွေဆိုလို့ရှင်အခုချိန်ကစပြီးတော့ဒီကိုယ်စိတ်ထဲမှာပေါ့နော် guilty ဖြစ်တဲ့စိတ်တကူကလုံးဝပျောက်သွားလိမ့်မယ်ဒီဟာဒီငါရဲ့ဘောင်စီငါဟာငါကန့်သက်ထားတာအာငါလုံနိုင်တဲ့လောက်တော့ကူညီမယ်ဒီ limit ကိုတော်ကျော်လာရင်ငါတော့ဒါငါ့ကိုစော်ကားတာဒါငါ့ကိုတတ်တတ်ဘယ်လိုပြောမလဲအရင်ငါစီကနေ take advantage လောက်တာပေါ့နော် ော်ဒီလိုပုံစံမျိုးလေးတွေးမိပြီးတော့ guilty ဖြစ်တဲ့စိတ်ကအလိုလိုနေရင်ပျောက်သွားဖို့ရှိမယ်။ဘာကြောင့်လဲဆိုတော့ဒီလိုမျိုး limitation ကထားဖို့လိုအပ်တဲ့အရာရာတိုင်းမှာဘယ်လိုပြောမလဲ။ ဟိုစကားလိုမျိုးပေါ့နော်ဘန်စကားလိုမျိုးအားနိုင်ခါပါတယ်ဆိုတဲ့သဘောမျိုးပေါ့နော် ကိုလုံနိုင်တဲ့အနေထားကိုကူညီပေးနိုင်တဲ့အနေထားပေါ်မှာပဲအဲတည်တည်ချာချာရှောင်လမ်းမှာမဟုတ်လို့ရှင်ကိုအရန်ဝင်ပြီးတဲ့အခါမျိုးမှာကိုရဲ့ဒီ productivity အားတစ်ခုလဲညော့နေတယ်ကိုရဲ့ talent power တစ်ခုလဲညော့စင်းသွားဖို့ဖြစ်တတ်တယ်ဆိုတော့ဒါလေးတွေတတိပြုမှုမိမယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒီသတင်းကြော်လာပြနေရစားပြီးတော့ကိုရဲ့ energy ကိုလဲ cleansing လုပ်ပါလို့ rich ပြောခြင်းနဲ့ကိုရဲ့ဒီအနေနာမှာ crystal တွေ sage ဒါမှမဟုတ်လို့ရှင်လဲဒီ ဘယ်လိုပြောမလဲ energy cleanse လုပ်တဲ့ဟာမျိုးလေးတွေနဲ့ကိုယ်မှာရှိနေတဲ့ဟိုဘယ်လိုပြောမလဲ darkness တွေเนาะ toxic energy တွေ negative energy တွေရှင်းလင်းထုတ်ပြစ်လိုက်ပါလို့လဲ universe က message ပေးထားတာ မျိုးလေးတော့တစ်ချက်တွေ့ရတယ်အဲအဲ့တော့ကိုယ့်ရဲ့ဒီ surrounding မှာပေါ့เนาะကောင်းမွန်တဲ့ positive energy တွေသုံးမှာเนาะဒီမှာဒီဒီပုံကလေးအမျိုးလို sage ဆိုတာကလေဒီလိုအာမြင်ဘူးမယ်လို့တော့ထင်တယ် spiritual products တွေကြည့်နေတဲ့သူတွေကတော့ဒီသူ့ရဲ့ herbs လေးတွေကိုလေဒီ အဲကျိုးလေးနဲ့စီးပြီးတော့အဲ့ဒါကို မီးရှို့ပြီးတော့ကိုယ်ပေးနာမှာပဲဖြစ်ကိုယ့်ရဲ့ဒီ energy ကိုပေါ့နော်ကိုယ် surrounding aura ကို တန့်စင်တဲ့ဟာဒီဒီလိုဒီအယုတ်လေးတဲ့ဟာလိုမျိုးလေးเนาะ sage တွေတုံးလို့ရတယ်အဲ crystal တွေတုံးလို့ရတယ် herbs တွေတုံးလို့ရတယ်เนาะတခြားတော့ကိုအာဘလို့ပြောမလဲစိတ်ထဲမှာအာ calling ဖြစ်တဲ့ဒီ spell custard grace lord တွေပဲဖြစ်ဖြစ် crystal တွေပဲဖြစ်ဒါတွေသုံးပြီးတော့ကိုယ့်ရဲ့ energy အ cleanse လုပ်လို့ရတယ်ဟို cleanse လုပ်လိုက်ပါလို့လည်းပြောခြင်းတယ်ဘာလို့ကြောင့်လဲဆိုတော့တချို့တွေက negative energy အရင်များနေတာ toxic energy အရင်များနေတာလို့ဆိုလို့ရှင်ကိုယ်ဒီလက်လာပါပိတ်တာမျိုးတွေတခြားသောကိုယ့်ရဲ့ဒီစီးပွားကံအဲ့လိုမျိုးပေါ့နော်ကံပွင့်လက်ပွင့်ပို့ဖြစ်သွားအောင် energy cleansing လုပ်လိုက်ပါလို့ risk ပြောခြင်းတယ်ဆိုတော့နောက်တစ်ခုကကြ risk ဒီမှာဆိုလို့ရှင်ဒီတည်င်းကျွလာပြင်းနေ့နောက်ပိုင်းကဆိုတော့ဒီအမ် ဈေးအဲ့လိုမျိုးပေါ့နော်စီးပွားရေးဈေးရောက်နေတူတွေပဲဖြစ်အဲ့လိုလုံးဝ အခုထပ်ပို့ပြီးတော့လေအမားစားတွေအများကြီးရောက်လာမှမျိုးတွေလည်း rich ဒီမှာတွေ့ရတယ်ဖုန်းတွေခေါ်ပြီးတော့တော့ကိုယ့်ရဲ့ product ကိုလှမ်းမှားတာမျိုးတွေကိုယ့်ရဲ့ service ကိုလှမ်းပြီးတော့မှားတာမျိုးတွေ text message ပဲဖြစ်ဖြစ်တော့ email တွေကနေပဲဖြစ်ဖြစ်ပေါ့နော်လုံးဝတကယ်ကို အရန် interest ဖြစ်လောက်တဲ့ဒီအမားစားတွေအများကြီးရောက်လာဖို့လေ rich မြင်လဲပို့ပြီးတော့စီးပွားတွေတူမယ်ပေါ့နော်ဒါကြောင့်မလို့လဲ energy ဒီလုံးဝသတင်းချုပ်ကစားပြီးတော့အလုပ်တွေပို့ပြီးတော့ရှုပ်တော့မယ်အလုပ်တွေပို့ပြီးတော့များတော့မယ်ရောင်းရတွေပို့ပြီးတော့တတ်တော့မယ်ဒီလိုပုံစံမျိုးတွေမြင်ရတယ်ပေါ့နော်နောက်တစ်ခုကကျတော့အမ်ကိုဒီမှာပေါ့နော်အလုပ် ုပ်တွဲလုပ်နေတဲ့လုပ်ဖို့ကံပတ်ထဲမှာပဲဖြစ်အစူးဆက်ရှယ်ယာစီးပွားရေးပါတနာတွေမှာပဲဖြစ်ဖြစ်ပေါ့နော်ဒီမှာကတရင်ကျွတ်လာပြေကစပြီးနောက်ပိုင်းမှာကိုယ်နဲ့ toxic ဖြစ်တဲ့သူအဓိက toxic people toxic environment နောက်တလို့ပုံစံမျိုးတွေအာမဖြစ်မနေလို့ပြောရဆိုရတယ်ဆိုရင်တော့မှကိုယ့်ကိုယ်ကိုယ်လေး protect လုပ်ပြီးတော့ပြောပြဆိုပြပြီးတော့ဒီလိုလူဒီလိုလူအတိုင်းဝိုင်းနေဒီလိုပတ်ဝန်းကျင်တွေကနေပြီးတော့လေရှောင်ရှားပြီးတော့အာဘယ်လိုပြောမလဲကိုယ့်စီက energy absorb လုပ်နေတဲ့သူတွေအကုန်လုံး cut out လုပ်ဖြစ်သွားနိုင်တယ် ်နှလုံးကဘယ်လိုပြောမလဲသူတို့တွေ ਨੇ ဒီခက်ရှောင်ရှောင်နေပြတာကိုယ်စိတ်ထဲမှာပေါ့နော်အာဒီလူရဲ့ energy တိတ်မကောင်းလို့ခံစားရရတယ်တိတ်ပြီးတော့ပေါ့နော်အာသူတို့ ਨੇ အပေါင်းအသင်းမလုပ်ဖြစ်တာမျိုးတွေအဲ့လိုမျိုးဒီအလိုလိုနေ universe ကနေလဲခွာထုတ်ပြီးတော့ separation ဖြစ်သွားတာမျိုးတွေဒီလို connection တွေဒီလိုလူတွေ ਨੇ ပတ်သက်ပြီးတော့ပေါ့နော်ခက်ရောက်လို့ဖြစ်ပေးသွားမယ်လောက်ပေးသွားလိမ့်မယ်ဆိုတော့ blessing တွေလည်းရရှိလာနိုင်တယ်ဆိုတာမျိုး rich မြင်ရတယ်ပေါ့နော်။ Okay အဲ့တော့ဒါကတော့ဒါအလောက်ကံငွေကြီးစီးပွားရေးအတွက်ကို သတင်းကြော်လာပြေကစပြီးနောက်ပိုင်းမှာကန်ချမပြောင်းလဲနေ full moon blessing ပါရရလာမယ်ဆိုတာ risk ပြောပြသွားတာအဲ့တော့ risk တို့အချစ်ရေးကိုဆက်ပြီးတော့ပြပြပေးပါမယ်နော်အချစ်ရေးမှာကကြတော့ risk ဒီမှာဗာမြင်ရလဲဆိုတဲ့အခါကြတော့အာ no contact ဖြစ်နေတဲ့သူတွေလုံးဝဒီဘယ်လိုပြောမလဲ ending အလိုပေါ့နော် ရစ်မြင်တာကတော့ကိုယ့်ကိုစိတ်ဆိုးနေတဲ့သူကိုယ့်ကိုအထင်လွဲနေတဲ့သူအဲ့လိုလူတွေကပေါ့နော်ကိုဘဝတွေကိုနောက်တစ်ခေါက်ပြန်ဝင်လာပြီးတော့ကိုနဲ့ reunion တော့မဟုတ်ရှင်လဲကိုနဲ့ပြန်ပြီးတော့ reconciliation ညှိနှိုင်းတဲ့အခြေအနေလေးတွေပါလေးတွေဖြစ်လာဖို့ရှိမယ်သူတို့ကပုံစံအမြင်တစ်မျိုးပြောင်းပြီးတော့ပေါ့နော်ကိုနဲ့အနေထားအတက်တခုဖန်တီးချင်တာမျိုးလေးတွေဖြစ်လာရဖို့တော့ရှိတယ်အဲ့တော့ no contact တမားတွေဆိုလို့ရှိရင်လဲပေါ့နော်စာလွှာဖုန်းခေါ်နော် message တလိုမျိုးတွေရလာဖို့ rich ဒီမှာမြင် င်ရတယ်။อืมဒါပေမဲ့တခုရှိတာကကြောက်လေတခုရှိတာဒီမှာကလေလုံးဝအဲဒီ full moon ရဲ့ blessing အကြီးရပါတော့เนาะအာ quantum changes ကဒီ toxic တမားတွေ karmic တမားတွေအဲ့ဒီလူတွေကတော့လေလုံးဝလေအ အပီးပြတ်တောက်သွားမဲ့ပုံစံမျိုးမှမြင်ရတယ်ဆိုလိုချင်တာကကိုကဒီသတင်းချက်ဖုန်းမုန်းကနေစပြီးဒီလာပြင်းလေးကစပြီးကန်ဆာတာအဲ့လိုမျိုးကန်ချမာကန်တရားကပို့ပြီးတော့မြင့်တက်လာတာကိုရဲ့ vibration ကမြင့်လာပြီးတော့ကန်ပွင့်လက်ပွင့်လာတဲ့အခါမျိုးမှာကိုရဲ့ vibration level နဲ့လုံးဝမကိုက်နေတာမျိုးတကယ်ကိုပဲလုံးဝဒီ toxic people တွေနော်လုံးဝ karmic people တွေနဲ့ဆိုလို့ရှင်ပေါ့နော် universe ကိုယ်တိုင်းကိုကလုံးဝကိုရဲ့ energy ကိုရဲ့ aura ကပို့ပြီးတောက်ပလာတာနဲ့အမြပေါ့နော်ဒီလိုလူတွေနဲ့လုံးဝအပီးဖြတ်ချလိုက်မှမျိုးတော့ရှိတယ်အဲ့တော့ relationship တမားတွေပဲဖြစ်ဖြစ်ဒီ ဟိုလိုဒီလိုပေါ့နော် situationship သမားတွေပဲဖြစ်ဖြစ်ကိုယ့်ရဲ့တစ်ဖက်လူကကိုနဲ့ဒီတကယ်ကြီးကို karmic relationship ဖြစ်နေတာအဲ toxic relationship တွေဖြစ်နေတာမျိုးဆိုလို့ရှိရင်တော့လေဒီလိုလူတွေနဲ့အပြီးပြတ်တောက်သွားဖို့တော့ရှိတယ်အဲ့ဒီလူတွေကလည်းလေမစွဲထားနဲ့တော့နော်ဘာကြောင့်လဲဆိုတဲ့အခါကျတော့ကိုယ့်ရဲ့ကံကြမ္မာကံတရားကံနေနေတာတို့ကံညံ့နေတာတို့ဆိုတာတွေဒီဒီလူရဲ့ energy တွေကိုယ်မှာလာပြီးတော့တက်ရောက်နေတာကိုကို influencing ဖြစ်နေတာအကြောင်းမို့လို့ ကိုဘယ်လိုပြောမလဲတိုးတက်တင်သလားမတိုးတက်တာကိုရဲ့အာကံပွင့်သလားပွင့်တင်သလားမပွင့်တာเนาะလက်ပိတ်နေတာကံပိတ်နေတာစမ်းပိတ်နေတာဒီလိုပုံစံမျိုးတွေဖြစ်တာဆိုတဲ့အခါကျဒီလိုအနေထားတွေပြတ်တောက်သွားရဲဆိုလို့ရှိရင်ဆက်ဆွဲမထားနဲ့เนาะကိုဘဝနဲ့ကိုရှေ့ပြီးတော့ဆက်တက်เนาะအာလုံးဝပြောရမယ်ဆိုလို့ရှိရင်တောက်တောက်ပပနဲ့ကို aura ကိုအယောင်နေတောက်နေအောင်ကိုလုံးဝ moving forward လုပ်လိုက်ပါလို့ risk ပြောချင်တယ်။အဲနောက်တချို့တွေကကြတော့ risk ဒီမှာမြင်တာခုနပြောတဲ့အဲဘယ်လိုပြောမလဲဟိုမရောက်ဒီမရောက်အခြေအနေ situation တွေပဲဖြစ်ဖြစ် no contact တမားတွေပဲဖြစ်ဖြစ်တကယ်ကိုလုံးဝတယောက်နဲ့တယောက်ကြားထဲမှာပေါ့နော်ဒီတင်းချွတ်လာပြရစာနောက်ပိုင်းမှာဟိုစိတ်ဝင်စားဖို့ကောင်းတဲ့ conversation လေးတွေလုံးဝစကားပြောပြလိမ့်မယ်ကိုဘသူစီကစာလွာတင်းစကားမျှော်နေလဲကိုမျှော်နေတဲ့သူစီကပေါ့နော်တကယ်ကို မျောနေတဲ့စာတွေရလာဖို့ရှိမယ်ဖုန်းခေါ်တွေဝင်လာမယ် email text message เนาะတယောက်နဲ့တယောက်ကြားထဲမှာစကားတွေအများကြီးပို့ပြီးတော့ပြောပြကြမယ်တယောက်နဲ့တယောက်ကြားထဲမှာအများကြီးစိတ်ဝင်စားဖို့ကောင်းတဲ့ conversation လေးတွေဖြစ်လာဖို့ရှိမယ်ဒီမှာ talking နဲ့เนาะ interest awaiting messages text call email talking more เนาะဆိုတဲ့အခါကျတော့တော်တော်လေးဒီ အခြေအနေကောင်းလာဖို့တော့ရှိမယ်ပေါ့နော်အဲ့တော့ crush အဲနဲ့ crush တမားတွေဒါမှမဟုတ်လို့ရှင်လည်းပေါ့နော် situation ဟိုမြောက်ဒီမြောက်တွေဆိုလို့ရှင်တယောက်နဲ့တယောက်ရှေ့အနာဂတ်အခြေအနေအတွက်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့စကားတွေအများကြီးပြောပြလာမယ်ဆိုတာမျိုးတွေ့ရတယ်နောက်တစ်ခုကကြတော့ rich မြင်တာကလေ um ဘယ်လိုပြောမလဲ ကိုလိုချင်တဲ့အနေထားတကူမရောက်သေးဟိုမရောက်ဒီမရောက်အဲ situation တမားတွေတချို့တွေပေါ့နော်အကုန်လုံးတော့မဟုတ်ဘူးအနေထားတွေကလည်းအမြင်ရှုထောင့်ပြောင်းလဲသွားဖို့ရှိတယ်တစ်ဖက်လူရော ကိုရောပေါ့နော်အမြင်ရှုထောင့်ပြောင်းပြီးတော့လုံးဝပုံစံအစ်စ်တစ်မျိုးနဲ့ဒီ situation ကိုဘယ်လို handle လုပ်မလဲဆိုပြီးတော့အာ idea ခေါင်းလေးတွေပေါ့နော်တွေ့လာမြင်လာပြီးတော့အရှိမှပုံစံအစ်စ်တစ်မျိုးနဲ့ရှေ့ဆက်တက်ဖြစ်သွားကြမယ်ဆိုတဲ့အနေထားလဲ risk မြင်တယ်နောက်တစ်ခုကကြတော့ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့တချို့တွေပေါ့နော်ကိုကိုကိုဒါအဲ ် energy cleanse လုပ်ပြီးတော့ manifest meditation တွေထိုင်နေတဲ့သူတွေရှိရယ် healing meditation ထိုင်နေတဲ့သူတွေရှိရယ် chakra healing တွေလုပ်နေတဲ့သူတွေရှိရယ်ဆိုတော့ဒီလူတွေကဆက်လုပ်ပါတကယ်ကိုအဆင်ပြေလိမ့်မယ်ကိုလုံးဝ energy calm down ဖြစ်ပြီးတော့တည်တည်ချာချာဘောနော် guided meditation ထိုင်နေတဲ့သူတွေဆိုလို့ရှိရင်လည်းကိုလိုချင်တဲ့ visualization တွေတကယ် reality မှာဖြစ်လာဖို့ရှိပါတယ်နောက်တစ်ခုကကျတော့အမ်အခြေအနေနဲ့ပတ်သက်လို့ပေါ့နော်အဲ ဒီ fire နဲ့ပတ်သက်ပြီးတော့ mean နဲ့ပတ်သက်ပြီးတော့ ritual or something manifest method တခုခုလောက်ထားရဆိုလို့ရှင်လဲအဲ့ဒီအရာတွေအောင်မြင်လာဖို့ရှိမယ်နောက်တစ်ခုကကြတော့ rich မြင်တာကလည်းအချစ်ရေးမှာအဲတိတ်မကြခင်အချိန်တော်တွင်ပေါ့နော် within ဒီ3လ4လပေါ့နော်ဒီသတင်းချုပ်လာပြဆိုပြီးတော့နောက်ထပ်3လ4လလောက်တော်တွင်မှာတကယ်ကိုဘယ်လိုပြောမလဲ ိုမျောလင့်နေတဲ့သူနဲ့မျောလင့်ချက်အလင်းတန်းလေးတွေပေါ်လာပြီးတော့ပေါ့နော် future ကိုမြင်ရနိုင်တဲ့ပျော်ရွှင်မှုလေးတွေတကယ်ကို enjoy ဖြစ်စေမဲ့ moment လေးတွေတွေ့လာဖို့ရှိမယ်ကို ဖြစ်ချင်တဲ့သူနဲ့ပေါ့နော်ဟိုဖြစ်ချင်တဲ့အနေအထားအတိုင်းကိုအောင်အောင်မြင်မြင်နဲ့တကယ် success ဖြစ်တဲ့ relationship life ဒါမှမဟုတ်ရှင်နဲ့ success ဖြစ်တဲ့အဲအခြေအနေလေးတစ်ခုပေါ့နော်ဖန်တီးရလာမယ်ဆိုတာမျိုးတွေ့ရတယ်နောက်တစ်ခုကကြ universe ကလည်းကိုယ့်ကိုပေါ့နော်အာဘယ်လိုပြောမလဲညှော်လင်းချက်မပြတ်သုံးဖို့ကိုလည်း message တွေတစ်ခုပြီးတစ်ခုပေးလာလိမ့်မယ်ဆိုတော့ဒါကတော့ rich ဆိုလိုချင်တာကကောင်းမွန်နေတဲ့အခြေအနေကောင်းမွန်နေတဲ့ soul connection ရှိတဲ့သူတွေကိုပြောတာနော်အာ twin flame or something soulmate connection connection so connection ရှိတဲ့သူတွေကိုပြောတာအဲ့လို karmic toxic တွေကို risk ပြောတာမဟုတ်ဘူးအဲ့တော့တကယ်ကောင်းမွန်တဲ့ connection ရှိတဲ့သူတွေကတော့ဒါအနာဂတ်မှာ universe ကဒီအခြေအနေမှာလမ်းပြပေးလိမ့်မယ်မိမောင်းထိုးပြပြီးတော့ဗောနော်ဘလို့ပုံစံမျိုးဆိုလို့ရှိရင်ဒီ connection ဒီ success ဖြစ်မယ်ဆိုတာမျိုးကိုလမ်းကြောင်းလေး right path လေးတစ်ခုပေါ့ရောက်အောင်သူဆွဲခေါ်သွားမယ်ပုံစံမျိုးမှာတွေ့တယ်နောက်တစ်ခုကကြတော့လေတကယ်ကိုဗောနော်အခြေအနေကလှုပ်လှုပ်ရှားရှားနဲ့ activate ဖြစ်လာမယ်ပုံစံမျိုးလေးလည်းမြင်တယ်ဗောနော်ဆိုလို့ဂျင်နာကကိုဘက်က က်ကနေစပြီး action ယူတာဖြစ်စီတစ်ဖက်လူဘက်ကစပြီး action ယူတာဖြစ်စီအခြေအနေလေးဒီငြိမ်သက်နေတဲ့ရေပြင်လေးကပြန်ပြီးတော့လှုပ်ခတ်လာဖို့ရှိမယ်ရင်ခုန်ရတဲ့ driveful ဖြစ်တဲ့ moment လေးတွေလည်းတွေ့ကြုံရဖို့ရှိတယ်เนาะအဲ့တော့ကိုယ့်ရဲ့ expression တွေကိုလည်းတချို့တွေကလည်းအုံမုံမြုပ်စီနဲ့အာဘယ်လိုပြောမလဲကြည့်ပြီးတော့ခန်းစားနေရတာမျိုးတွေလည်းမလုပ်ပါနဲ့ကိုယ့်ရဲ့ခန်းစားချက်ဘယ်လိုမျိုးရှိလဲဆိုတာကိုလည်းကိုယ့်ရဲ့ expression ကိုလည်းအပြင်ကို လုံးဝ review လုပ်လုံးဝပေါ့နော်ဟိုဘယ်လိုပြောမလဲဒီအရေးအမွက်လေးပြတာဖြစ်စေနော် main ကလေးတွေဆိုလို့ရှင်လဲဒီရေလာမြောင်းပေးလေးပေါ့နော်ယောက်ျားလေးတွေဆိုလို့ရှင်လဲတိတိတတ်တာပေါ့နော်ကိုယ့်ရဲ့အဲခန်းစားချက်လေးတွေထုတ်ပြောဖို့လိုတယ်ဘာကြောင့်လဲဆိုတော့လူတိုင်းကအကြာမြင်ရနေတာမဟုတ်ဘူးနော်ဆိုလို့ရှင်နာကိုယ့်ရဲ့ယင်ထဲမှာဘာဖြစ်နေလဲသူတို့မသိနိုင်ဘူးမမြင်နိုင်ဘူးနော်ဆိုတဲ့အခါကျတော့ဟိုလူတိုင်းက illusion နေနဲ့အဲ့လိုမျိုးပေါ့နော်ထင်အောင်ထင်မှားနေဖြစ်တဲ့အခါမှာအာ तू ကအဲ့လိုမျိုးဖြစ်နေရလားငါဘောမှာတကယ်ဆိုဟိုပွန့်ပွန့်လင်းလင်းပြောဆိုညှိနိုင်မှုလိုတယ်ဒါမှမဟုတ်ရှင်လဲကိုယ့်ရဲ့ခန်း ်စားချက်လေးတွေကဘယ်လိုမျိုးရှိတယ်ဆိုတာမျိုးလေးကိုတိ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 လေးတွေစီချပြမှလည်းဒါဒီတစ်ဖက်လူကလည်းသိလာနိုင်မယ်เนาะအဲ့တော့ action ယူတာမျိုးလေးလည်းလုပ်ပါအောင်လို့တချို့တွေကတော့ risk ပြောချင်တယ်နောက်တစ်ခုကကြတော့အဲ risk ဒီမှာမြင်တာတချို့တွေပေါ့เนาะ richness လေးတွေอืมအချစ်ရေးမှာပေါ့เนาะအဲကိုလုံးဝမဖြစ်နိုင်တဲ့သူကိုလုံးဝလက်မခံနိုင်တဲ့သူကိုလုံးဝမချစ်တဲ့သူကွာဒီလားအဲ့လိုပုံစံမျိုးကို reject လုပ်ထားတာမျိုးတွေ့ရတယ်ဆိုတော့ညင်းထားတာပေါ့เนาะဆိုတော့အဲ့ဒီညင်းထားတဲ့အပေါ်မှာကလည်းအဲ ကိုကိုကိုပေါ့နော်အပြစ်ရှိတယ်ဆိုတော့အာနာနေစိတ်ကလေးဖြစ်နေရဲအဲ့တော့မဖြစ်နဲ့ဒီလိုမျိုးပုံဝင်နေတဲ့ကိုလက်သက်မခံနိုင်ဘူးဆိုတာကိုညင်းလိုက်တော့မှတကယ်တစ်ဖက်လူတီလည်းလုံအောင်လမ်းပွင့်သွားပြီးတော့သူ့ရဲ့အဲသူနဲ့ထိုက်တန်တဲ့ right person စီကိုတန်တဲ့မမတ်လျှောက်သွားနိုင်လိမ့်မယ်ကိုလက်သက်မခံနိုင်တော့လက်သက်မခံနိုင်ရောက် rejection လောက်တာပေါ့မှာဘာမှ guilty ဖြစ်စရာမလိုဘူးเนาะကိုကိုကိုအပြစ်ရှိတယ်မခံစားနဲ့နောက်ဒါလေး Irish ပြောတယ်နဲ့နောက်တစ်ခုကကြတော့လေကိုနဲ့အဆင်မပြေတဲ့လုံအောင်တအား toxic ဖြစ်နေတဲ့ comic ဖြစ်နေတဲ့ relationship တွေကိုလည်းကိုဘက်ကနေတိကနေပြပြတတာဖြတ်တောက် ချလိုက်ဖို့လိုအပ်တယ်အဲ့ဒီပုံမှာလဲကိုကိုကိုလဲအားမနာနဲ့ကိုကိုကိုလဲမငဲ့ညာနဲ့တစ်ဖက်လူပုံမှာလဲအပြစ်တင်နဲ့စိတ်တွေမထားနဲ့ပြီးလို့ရှင်ဒီလိုမျိုးကိုခတ်တော့လုံးလိုက်ရတဲ့အတွက်ကိုလဲကိုကိုကိုလဲအပြစ်မတင်နဲ့အပြစ်ဘယ်လိုပြောမလဲဒီ guilt အပြစ်ရှိတယ်ဆိုတဲ့စိတ်ခံစားချက်ကြီးကိုလဲမထားနဲ့เนาะဒါလေး rich ပြောခြင်းနဲ့အဲ့တော့ ဟို risk ဒီမှာမြင်တာကတော့ဒီပြီးဆုံးသွားတဲ့တချို့ connection တွေနဲ့ပတ်သက်ပြီးလို့ကတော့အမြင် shutdown လေးတွေပြောင်းပြီးတော့ကိုကိုကို moving forward လုပ်ဖြစ်ကြမယ်ရှေ့ဆက်ဖြစ်ကြမယ်ဆိုတော့မျိုးလေးမြင်ရတယ်အဲနောက်တစ်ခုကကြတော့ risk ခုနပြောသလိုမျိုးပဲဒီတချို့အခြေအနေတွေမှာတော့ပြန်လဲပေါင်းစည်းခြင်းတွေပေါင်းစုံခြင်းတွေအခြေအနေအစ်စ်တစ်ခုပေါ့နော်ဆိုလိုချင်တာကကိုမျောနေတဲ့သူကကိုဘွားတွေကိုပြန်ဝင်လာပြီးတော့အဲ text message phone call တလိုမျိုးတွေရပါစကားတွေအများကြီးပြောပြပြီးတော့သူနဲ့ကိုနဲ့ကြားထဲမှာလုံးဝတကယ်ပုံစံအ သစ်တစ်မျိုးနဲ့အသစ်တစ်ပံပြန်လဲစတင်ခြင်းတွေဖြစ်လာရဖို့ရှိတယ်။စုံစည်းခြင်းတွေရှိတယ်။ဒါလေးကတော့တော်တော်များများအာရလာမဲ့လုံးဝအထူးတကယ်ကို big blessing တစ်ခုလို့တော့ rich မြင်ရတယ်ပေါ့နော်။ Okay အဲ့တော့ဒါကတော့တရင်ကျော်လာပြင်းနဲ့အာ full moon blessing နဲ့ကန်ချမာဒီလာပြင်းနေ့နောက်ပိုင်းမှာပေါ့နော်။ကန်ချမာ changes တွေကို rich ပြပြသွားပြီးတာ။ Okay အဲ့တော့ နေရီဒင်းကတော့တလောက်ပါပဲ rich ပြောသွားတာလေးတွေကိုနဲ့ kait ညီတဲ့အချက်လေးတွေ resonate ဖြစ်တာလေးတွေယူပါအကုန်လုံးကိုယူစရာမလိုကိုနဲ့ kait ညီတာလေးတွေယူရုံပဲ okay အဲ့တော့ဒီလိုမျိုး reading အသစ်တွေကိုအမြင်မပြတ်ကြည့်ရှုနာထောင်ခြင်းတဲ့သူတွေက rich Facebook page YouTube channel Telegram channel နဲ့ TikTok ဒါတွေကို join subscribe follow လုပ်ထားပြီးပြောချင်ပါတယ်ရှင် original လေးတွေအားလုံးကျေးဇူးထူးပဲတင်ရှိပါတယ်နောက်ထပ် reading အသစ်တွေပါပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးတတ်တာ